ဲ့တော့ဘဝတစ်ခုကိုကြည့်ရင်ပေါ့နော်အပိုင်းနှစ်ပိုင်းတော့တွေ့ရပါတယ်ဗုဒ္ဓကျေးဇူးကြောင့်ဆရာတို့ကမတိတက်တဲ့ယုံနဲ့တိတက်တဲ့နန်းဆိုရအခြေခံတစ်ခုကိုဆရာတို့နားလည်ထားတော့အဲ့တော့ယုံပိုင်းဆိုင်ရာအတွက်ဆရာတို့ကစာဝတ်နေရအတွက်အတတ်ပညာတစ်ခုကသင်ကိုသင်ရစာဝတ်နေရဒါပေမဲ့ဆရာတို့ကဒီစိတ်ရှိတဲ့အတွက်အတိပိုင်းဆိုင်ရာလည်းဘဝပျော်ရွှင်မှုလိုအပ်တယ်ပေါ့နော်ဒါကြောင့်မလို့ယုံအတွက်ကအတတ်ပညာလိုအပ်သူစိတ်အတွက်လည်းအတိပညာလိုအပ်တယ်ဆရာတို့ကပြောတော့ပြောတယ်စိုးရင်စိတ်တစ်ခုရှိနေတယ် ဘာနဲ့တူလဲဆိုဆရာတို့အရင်ကနေအိမ်ကနေလစ်ထွက်ပြီးပြောရတာပြောတယ်ပြီးတော့အိမ်ပြန်ရောက်လာရင်ကအဆူများခံရမလားဆိုတော့ဒီစိုးရင်စိတ်တခုကပါနေတယ်ဆရာတို့ကအဲ့တော့အသိပညာတခုရှိလာလို့ရှင်လွတ်လွတ်လပ်လပ်ပြောလို့ရတယ်အဲ့ဒါကဘာလဲဆိုဘဝကိုစနစ်တခုနဲ့ဆရာတို့ကတေချာတိဆောက်လာတယ်ဒီဆောက်လေအတွက်စနစ်ကျတဲ့အတွက်ဘဝတခုနဲ့ပတ်သက်ပြီးစိုးရင်စရာကိုမလိုတော့တာအဲ့တော့ပြောတာကဘာမှမပါလားဆိုစိုးရင်စရာပါမလာတော့ဘူးဆရာတို့လွတ်လွတ်လပ်လပ် ြောရတယ်ပေါ့နော်အတိပိုင်းဆိုင်ရာတွေကိုဓမ္မရှုထောင့်ကနေကြည့်ပြီးတော့ဘဝထဲမှာပဲ real happiness ပေါ့နော်တကယ်ပျော်ရွှင်မှုအစ်စ်မှန်ကိုခံစားရတဲ့ချမ်းသာနဲ့ပေါ့နော်ခဏတစ်ဖြုတ်ပဲခံစားရတဲ့ပျော်ရွှင်မှုနဲ့ပေါ့နော်ဒီလိုကြွားသွားပါလိမ့်မယ်ဒါကြောင့်မလို့ဒီလောကဆိုတဲ့ဘဝထဲမှာပဲဒီဓမ္မအတိလေးနဲ့နေနိုင်လို့ရှိရင်ပေါ့နော်တကယ် real happiness ကိုခံစားမှဖြစ်ပါတယ်နော်